Jesus, Jesus, no, oh my God, no, Jesus, no, 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 Jesus Christ, Jesus, Jesus. ဖိလပိုင်နိုင်ငံမှာစက်တင်ဘာ30ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီခွဲ အချိန်လောက်ကအင်အား6.9 Richter scale အဆင့်ရှိတဲ့အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။ဖိလပိုင်နိုင်ငံအလဲပိုင်းကစီဘူးပြည်နယ်ကျွန်းဆွယ်မှာလှုပ်ခတ်သွားခဲ့တာဖြစ်ပြီး ်ငင်းလင်းလောက်ခတ်မှုကိုပြင်းပြင်းထန်ထန်သိရှိခန်းစားလိုက်ရတယ်လို့စီဘူးမြို့မှာနေထိုင်တဲ့မြန်မာနိုင်ငံသားတဦးကအရာတွေကိုပြောပါတယ်အဲ့ဒီပိုဂိုးတဲ့အရာတွေက sun rimming view ဆိုတဲ့နေရာလေးမှာနည်းနည်းအပြည့်အစည်းနဲ့အပြည့်ပြောင်းဖြစ်တာများတယ်တိတိတတ်တာတော့ပြင်းပြင်းထန်ထန်တော့မနေရတော့ခံစားလိုက်ရတယ်ကျွန်တော်တို့ဒီမှာနေတဲ့လူတွေကတော့ဟိုဆိုတော့ဟို အပြင်ကလူတွေအကုန်လုံးထွက်လိုက်ကြတယ်ပေါ့နော်အပြင်ကလူတွေအကုန်လုံးဟိုစားဖြစ်လိုက်ကြတယ်ကျွန်တော်တို့ထွက်တာဖြစ်ဖြစ်ဆိုတော့တော်တော်နည်းနည်းအချိန်လေးနည်းနည်းလေးလေးကြာတယ်ဖြစ်တာဟိုစားဖြစ်တော့နည်းနည်းဖြစ်ဖြစ်လေးဥစားဟောဟိုအရင်နည်းနည်းဒီလိုမျိုးပဲဖြစ်ဘူးလားရှိတာဆိုတော့ငြိမ်သွားတော့မယ်ထင်တာမငြိမ်ဘူးဆက်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 ဆိုအိမ်ကိုဆွဲထားပြီးတော့တုံရမ်းတယ်လို့ပြောဖြစ်တာပေါ့နော် လင်ဟာဘိုးကိုမျိုးရဲ့အရှိမြောက်ဖက်စက်တက်မိုင်လောက်အကွာကကမ်းလွန်ပင်လယ်ပြင်မှာဗဟုပြုလှုပ်ခတ်သွားခဲ့တာပါဘိုးကိုမျိုးကတော့စီဘူးပြည်နယ်ကျွန်းဆွယ်ပေါ်ကနယ်မြေလေးဖြစ်ပြီးငလင်ကြောင့်ပျက်စီးမှုအများဆုံးရှိခဲ့တဲ့မျိုးဖြစ်တယ်လို့ကိုစီသူကပြောပါတယ်ကိုစီသူတို့နေထိုင်တဲ့စီဘူးမျိုးကတော့ငလင်ဘိုးချက်နဲ့နီးကပ်ရာကျွန်းဆွယ်ပေါ်ကပြည်နယ်မျိုးတော့ဖြစ်ပါတယ် စီဘူးမျိုးကငလျင်ဘူးချက်နဲ့မိုင်း30လောက်ကွာဝေးပေမဲ့ငလျင်လောက်ကမ်းမှုကိုအင်အားပြင်းပြင်းခန်းစားခဲ့ကြတာလည်းဖြစ်ပါတယ်။စီဘူးမျိုးမှာတော့မြန်မာနိုင်ငံသား10ခန်းလောက်ရောက်ရှိနေထိုင်နေကြတာပါ။ငလျင်ဘူးချက်နဲ့အနည်းဆုံးပျက်စီးမှုလည်းအများဆုံးဖြစ်ခဲ့တဲ့ဘူကိုးမျိုးမှာတော့နယ်မြို့လေးလေးဖြစ်တာကြောင့်မြန်မာနိုင်ငံသားနေထိုင်တာမရှိနိုင်ကြောင်းကိုစီတူကပြောပါတယ်။ဖိလစ်ပိုင်သတင်းဌာနရဲ့အော်တိုဘာ၁ရက်နေ့နေ့လယ်ပိုင်းထုတ်ပြန်ထားတဲ့သတင်းအချက်အလက်တွေအရ ငလင်ကျောင်းတည်ဆုံးသူ69ဦးထိရှိလာပြီးဒီထဲမှာဘိုးကိုမျိုးကအယောက်30နဲ့တည်ဆုံးမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။ပျောက်ဆုံးနေသူဘယ်လောက်ရှိတယ်ဆိုတာကို အတိအပြုလို့မရသေးပဲ။ကယ်ဆယ်ရေးသမားတွေကတော့ပျို့ကျပျက်စီးနေတဲ့အဆောင်တွေကြားကနေအသက်ရှင်ကျန်းရနေသူတွေကိုရှာဖွေနေကြဆဲဖြစ်ပါတယ်။ငလင်ကျောင်းဘိုးကိုမျိုးနဲ့ဆန်ရီမီကီအိုမျိုးတို့မှာအစိုးရဌာနဆိုင်ရာအဆောက်အဦတွေလမ်းတွေ ဘာသာရေးအဆောက်အဦတွေနဲ့အယက်သားဒေတာခန့်တွေပိုင်ဆိုင်တဲ့နေအဆောက်အဦတွေအများအပြားပြိုကျပျက်စီးနေတာကိုလည်းဒေတာရင်းသတင်းဌာနတွေရဲ့ထုတ်ပြန်ထားချက်တွေမှာမြင်တွေ့ရပါတယ် Comprez, não é que eu não estou, irmão, meu Deus, meu Deus, não estou, não é que eu não estou. Até mesmo se eu não estou, အခုအဲ့ဒီဖြစ်သွားတဲ့ပုံကူနဲ့ဆမ်ရီမင်ဂီယိုဆိုတဲ့နေရာဆိုလို့ရှိရင်အခက်မြစ်တွေကမရှိသလောက်ပဲအဲ့ဘက်မှာရှိရလို့ရှိရင် တုံးတဲ့အဆောက်အဦတော့ကလည်းအမြင့်ဆုံးအဲ့လောက်ပတ်ဝန်းကျင်လောက်ပဲရှိတယ်အလုံးအလုံးဆုံးရှိလေးတဲ့ထက်မပူတော့ဘူးအဲ့ကထဲမှာဆိုလို့ရှိရင်ကျွန်တော်တရတော့ကတော့ဒီမှာသူကလင်းကိုသူကတေချာတွက်ချက်ပြီးတော့ပေါ့နော်ဒီရုပ်အထက်မြင့်အဆောက်အဦတွေကိုစောက်တဲ့အခါမှာဒီငလင်တိုင်းတာကြီးကိုအဓိကထားပြီးတော့သူကဥစ္စာဖြစ်တယ်လို့ကျွန်တော်သိရတယ်ဥစ္စာမြန်မာကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်ဖြစ်တာ ਨੇ အာဆောင်းတော့ကပြည်သူလူထုရဲ့သူရမ်းမှုနဲ့ကုညီပံ့မှုကကျွန်တော်မြန်မာပြည်မှာပုံများတယ် ဒီမှာကတော့အဲ့လောက်မရှိဖိလစ်ပိုင်နိုင်ငံမီးတောင်နဲ့ငလျင်ဗေဒအင်စတီကျူရဲ့ထုတ်ပြန်ထားချက်အရစက်တင်ဘာ30ရက်နေ့ညပိုင်းကနေအောက်တိုဘာ1ရက်နေ့မွန်းလွဲပိုင်းအချိန်အထိဖိလစ်ပိုင်မှာနောက်ဆက်တွဲငလျင်မောင်းအကျဉ်းကြီး900လောက်လှုပ်ခတ်ထားပြီးဖြစ်တယ်လို့သိရပါဗျ။ဖိလစ်ပိုင်နိုင်ငံက Pacific မြေကွင်း area အတွင်းမှာတည်ရှိတာကြောင့် အင်အားပြင်းငလင်းတွေမကြာခဏလှုပ်ခတ်လေရှိပြီးတပ်ဝင်လှုပ်ရှားမီးတောင်တွေလည်းအများအပြားတည်ရှိတဲ့နိုင်ငံဖြစ်ပါရဲ့ရှင်။